င်္ဂလာပါရှင်မန္တလေးကတဲ့ချန်နယ်နောက်ဆုံးသတင်းကိုတင်ဆက်ပေးပါမယ်ဂျပန်နိုင်ငံပါတီလွှတ်တော်အမတ်များသမဂ္ဂရဲ့နှစ်ပတ်လည်ညီလာခံကိုဂျပန်နိုင်ငံအန်ယူဂျီဆွေးကိုယ်စားလှယ်နဲ့ဂျပန်မြန်မာကိုယ်စားလှယ်တရားဂျပန်နိုင်ငံဆိုင်အမျိုးသားညီညွတ်ရေးဆိုရာအန်ယူဂျီကိုယ်စားလှယ်ဦးစောပါလှသိမ်းတဲ့ဂျပန်ရောက်မြန်မာနိုင်ငံသားတွေရဲ့သက်ဆိုင်အဖွဲ့အစည်းကိုယ်စားလှယ်တွေကမြန်မာဒီမိုကရေစီရဲ့ကိုထောက်ခံအားပေးတဲ့ပါတီလွှတ်တော်အမတ်သမဂ္ဂရဲ့နှစ်ပတ်လည်ညီလာခံကိုတရားခဲ့ကြောင်းသိရတယ် ထို့ပြင်ဂျပန်နိုင်ငံဆွေရနဲ့ဂျပန်လွှတ်တော်အမတ်များအနေဖြင့်စစ်ကောင်မရှင်ကပြုလုပ်ရန်ထုတ်ပြန်ကြေညာထားတဲ့တရားမဝင်ရွေးကောက်ပွဲကိုလုံးဝလက်မခံဂျပန်ရောက်မြန်မာနိုင်ငံသားတွေကတိုက်တွန်းတောင်းဆိုထားတဲ့စာကိုဂျပန်လွှတ်တော်ကမစ္စတာကွန်တိုဆိုအီတန်တရားဝင်ပြခဲ့ကြောင်းသိရတယ်။အဆိုပါညီလာခံတို့တယောက်ခဲ့ကြဂျပန်နိုင်ငံဆိုင်ရာမြို့သားညီညွတ်ရေးဆွေရ NUG ကိုစလဲ ်ဦးစောပါလာသိန်းနဲ့ဂျပန်မြန်မာနိုင်ငံသားတွေရဲ့တက်ဆိုင်အဖွဲ့အစည်းကိုယ်စားလှယ်တွေကစစ်ကော်မရှင်တရားမှုရွေးကောက်ပွဲဆိုင်ရာတန်တရားဖြစ်ပွဲအချက်လက်တွေစစ်ကော်မရှင်မှ၎င်းတို့အာဏာတည်မြဲရေးအတွက်ကိုသာဦးစားပေးဆောင်ရွက်နေပုံနဲ့ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့နိုင်ငံတကာရဲ့သဘောထားနဲ့ကိုရသမဂ္ဂရဲ့ယက်တီချက်အာဏာသိမ်းခဲ့ခြင်းကစပြီးရခုအချိန်ထိအကြမ်းဖက်ဆဲဆွဲဆရာဆွဲမှုကျူးလွန်မှုတွေအပြစ်မဲ့ပြည်သူတွေပေါ်လေးဆောင်မှတိုက်ခိုက်နေမှုတွေစသည်ကိုအကိုကားနဲ့တကွတက်ဆိုင်ရာအကြောင်းအရာတွေကိုတိကျပြသစွာတင်ပြဆွေးနွေးခဲ့ကြကြောင်းမြန်မာနိုင်ငံရဲ့ဂျပန်နိုင်ငံဆိုင်ကိုယ်စားလှယ်ရုံးကထုတ်ပြန်နေ ဆက်လက်ပြောတောင်းကလာပါမြို့နယ်အမတ်30ရက်ကအောက်ချွေမှုရုံကအရှဲနဲ့ပြူစော်တီအကင်းနဲ့ပြင်ဆင်နေစဉ်ဖောက်ခွဲတိုက်ခိုက်ခဲ့သောရှန်ကုန်မြို့တောင်းကလာပါမြို့နယ်အမတ်30ရက်ကအောက်ချွေမှုရုံမှာရဲပြူစော်တီအကင်းနဲ့ထွက်လာပြင်ဆင်နေစဉ်လက်ပစ်ပုံးမိုင်းနဲ့ပြက်ကတ်တိုက်ခိုက်ခဲ့ကြောင်းမြို့ပြကျွတ်ပြောက်ကြားကိုရတဖွဲ့မှတော်ရှိသူကပြောတယ်စတရီမာလာ30ည9:45မိနစ်ကတောင်းကလာပါမြို့နယ်အမတ်30ရက်ကရက်ကရောက်တွင်ဂျပန်စစ်တပ်လက်အောက်ကရဲတဖွဲ့ဝင်နေနဲ့ပြူစော်တီဖွဲ့ဝင်နေကင်းနဲ့ထွက်လာပြင်ဆင်နေစဉ်မြို့ပြ ကြွပြောက်ကြကွင်ရကမြို့ပြပြကြတဖွင်တွေကလက်ပြပုံစင်နှလုံးပြင်းအမြင်လက်ပြမိုင်းနှလုံးတို့နဲ့ပြက်ကတ်တိုက်ခါရဘုံမိုင်းနဲ့အလုံးရက်ွက်ရောင်တွေကြပါကွဲခဲ့တယ်။ရဲတောင်းနဲ့ပြုံနေဦးတေဖို့တော့များရဲ့တရင်တိကြအတိပြုလို့မရဘူး။ရုံနဲ့အထိပြစ်တာဆိုတော့ထိခိုက်မှုများမှသေးကြပါတယ်။ရုံနဲ့မှာကစွစုပေါင်းဆယ်အောင်ကျော်မယ်။ရုံကလည်းတောင်းကလာပါမြို့နဲ့ရဲစကန်နဲ့နီနီလေးစင်ုံကားနဲ့တဲတော်ပြီးတော့ခြံခဲ့သူတွေကသုံးဆန်တိုင်းဆက်ဆိုတောင်းချန်တယ်လို့မြို့ပြကြွပြောက်ကြကွင်တပ်ဖွဲ့တာဝန်ရှိသူကပြောတယ်။ ထို့သောတိုက်ခိုက်ခဲ့ရပြီးနောက်ရဲတပ်အုပ်နဲ့ပြူစော်တင်တဲ့အုပ်ပြင်းထန်တရားရရှိခဲ့ပြီးလူနာတင်ကားနှစီနှလောက်တဲ့ဆောင်သွားကြောင်းမရှင်ဖော်ဆောင်ခဲ့မြို့ပြကျွမ်းမြို့ပြပြကြားကွယ်မှာတပ်ဖွဲ့တွေကပြင်းနေခြင်းဆိုပြန်နေစုခနိုင်ခဲ့ကြောင်းသိရတယ်။ မြို့ပြကျော်မြို့ပြပြောက်ကြားကိုရန်နေပြည်စီအနာရှင်စနဲ့တဆိုးရှင်စီမဲ့အထမရွေးကောက်ပွဲကိုအတက်တရထောက်ခံကူညီနေသူမတရားအာဏာသိမ်းမှုကိုထောက်ပံ့ကူညီပေးသူမိဘပြည်သူများဤမျိုးစုံနဲ့ဒုက္ခပေးနေသူတွေကိုမြို့ပြတဲ့အထိတုတ်သိမ်းရှင်နေတော်မူဖြစ်ကြောင်းနဲ့ပြည်သူအာဏာပြည်သူလက်ထက်ပြန်တဲ့အထိဆက်လက်ပောင်းရိုက်တိုက်ခိုက်တော်မူဖြစ်ကြောင်းထုတ်ပြန်နေတယ်။ ဆက်လက်ပြီးမိုးကုတ်မြို့နောက်ပိုင်းရှေးထွက်ကြီးကြားကိုစစ်တပ်ကလည်းနဲ့ပုံကျမှုပြည်သူတအုပ်တိမှန်တန်အရာမန္လေးတိုင်းမှာတရားနယ်လေးကတိုက်ပိုက်ထားမိုးကုတ်မြို့အနောက်ပိုင်းရှေးထွက်ကြီးကြားကိုစစ်တပ်ကလည်းနဲ့ပုံကျမှုပြည်သူတအုပ်ထိခိုက်တဲ့အရာရှိခဲ့ကြောင်းတရားနယ်လေးကသတင်းထုတ်ပြန်နေယနေ့အော်တိုဘာလာတရားနယ်မှာ10:49မိနစ်ချိန်မိုးကုတ်မြို့နောက်ပိုင်းရှေးထွက်ကြီးကြားကိုစစ်တပ်ကလည်းနဲ့ပေါင်း150ပုံနှလုံးဆက်ကြတိုက်ခိုက်ခဲ့ကြောင်းရှင်တိုက်ခိုက်မှုကြောင့်မြို့သားတအုပ်တိမှန်တန်အရာရှိပြီးနေတလုံးထိခိုက်ပျက်စီးသွားကြောင်းသိရပါတယ် ရေထွက်ကြည်ကြဘက်မှရဲလက်ဖက်ချန်နာကိုကြောက်ပောက်ခွဲတိုက်ပွဲဖြစ်တာမရှိဘူး။လင်းရင်နေကင်းထောက်တာရှိပေမဲ့တရက်ပိုင်းနဲ့လေကြောင်းတိုက်ခိုက်မှုနေပါနေလို့ပြည်သူတွေနည်းနည်းစိတ်သက်သာရကနေအခုပုံပြောင်းကျဲလာလို့မိုးကုံမြို့ကျပ်ပြင်မှာနေထိုင်သူပြည်သူတွေကပြောတယ်။စတက်ကစတင်မလာတွင်လေးကြောင်းနဲ့အကြောင်းမင်းမြွနယ်မှာ6ကြိမ်ဒီဝမ်းမြွနယ်မှာ2ကြိမ်မိုးကုတ်မြွနယ်မှာ2ကြိမ်နဲ့မိုင်းလုံးမြွနယ်မှာ2ကြိမ်ပုံနေလောက်ကြကြတိုက်ခိုက်ပြီးအမျိုးသားနှုတ်သေးဆုံးပြီးပြည်သူ့ချောက်ထိခိုက်တဲ့ရရှိခဲ့ကြောင်းမင်း40စာတင်ကြောင်းတကြောင်းဖုန်ကြောင်းတကြောင်းကျောင်းဆောင်တစ်ဆောင်အဆောက်အဦတစ်လုံးနဲ့ကာတစီ ပုံစံတိမပြည့်စည်သွားကြောင်းသိရတယ်။မောကုံမျိုးကိုစစ်တပ်ကလေကြောက်တိုက်ခိုက်မှုတောက်လျှောက်ဆိုသလိုလှုပ်ဆောင်သဖြင့်ပြည်သူတိုက်ခိုက်တဲ့ဆုံမှုတွေအလုံးများပြားလျက်ရှိပါတယ်။ဩဂုတ်လ၁၀ရက်နေ့မွန်လယ်၃နိုင်၁၀မိနစ်ကမှမောကုံမျိုးအကျပြင်းစင်းတိရရှင်ကြောင်းနေကိုလေရင်နဲ့ပေါ်ကျတိုက်ခိုက်ခြေပြကြောင်းဂျပန်စစ်တပ်လေကြောက်တိုက်ခိုက်မှုတွင်ပြည်သူတပ်တိုက်ခိုက်တဲ့ရရှိခဲ့ကြောင်းသိရတယ်။ဩဂုတ်လ၁၉ရက်နေ့မနက်၈:၅၉မိနစ်အချိန်နဲ့၉:၀၃မိနစ်အချိန်စစ်ကောင်စီတပ်တိုက်လင်တွေကမောကုံမျိုးနဲ့ရှေ့ပိုင်းကိုပုံနေကျချခဲ့ကြောင်း ပုံကျဲမှုကြောင့်ဆိုင်ကယ်စီးကိသွားပြည်သူတောင်ပောင်းပြည်သူတောင်တည်ဆုံခဲ့ကြောင်းတီဆုံးထွေမှာကလင်းငတဲ့ပေါင်းကြောင့်တရားရင်ဩဂုတ်လ14ရက်နေ့ည8:30မိနစ်ချိန်မိုးကုတ်မြို့ရှိပိုင်းရှိကိုရကရှိလင်းအောင်ကျေပေါ်စစ်တပ်ကိုစစ်တပ်ကလင်းနဲ့ပုံကျဲချတဲ့ဖြင့်အမျိုးသမီး16နဲ့အမျိုးသား9စုစုပေါင်း20တောင်တီဆုံးခဲ့ရပါတယ်။ဩဂုတ်လ9ရက်နေ့ည6:45မိနစ်ချိန်မိုးကုတ်မြို့အရှိပိုင်းကျောင်းနကကြီးရကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲတိုက်လင်းတစ်စီးနဲ့ပုံကျဲခဲ့ရကျောင်းနကကြီးရဘုံကြီးချောင်းကိုထိမှန်ခဲ့ပြီးအပြစ်မဲ့ပြည်သူ9ဦးတီဆုံးခဲ့တယ်။ ။အောက်ကစား၂ရက်နေ့မနက်7:25မိနစ်ချိန်မိုးကုံမြို့ကိုစစ်ကောင်စီတပ်ကဂျက်ဖိုင်တာနဲ့ပေါင်း250ဘုံနှလုံးလားကျချခဲ့ပြည်သူဆန္ဒအုပ်သိမ်းပြီးဆက်လက်ဦးတည်မဲ့တဲ့ရရှိခဲ့ပါတယ်။နားဆင်အားပေးကြတဲ့အတွက်ဒုဗန်ကျေးဇူးတင်ရှိပါရှင်။